ရိသက်ကြီးအားလုံးကိုဒီနေ့တင်ဆက်ပေးသွားမှာကတော့မရကြော်သူဒီအောင်သူရေးစားကိုမွေးနေ့ဆူတောင်းပေးရကနေအတိတ်ကပတ်သက်ခဲ့သူမိန်းကလေးနဲ့နောက်ကျောင်းတွေပြန်ပေါ်လာပြီးအစဲခံနေရတဲ့အကြောင်းပေါ့ ဟုတ်ပါရဲ့ရှင်မရစ်ကျော်သူဆိုရကတော့နိုင်ငံရေးလောကမှာ နာမည်ကြီးသူတစ်ယောက်ဖြစ်ပြီး follower တသန်းကျော်အောင်ရှိပါတယ်။ဒါကြောင့်မြန်မာနိုင်ငံကတချို့အမှုပညာရှင်တွေတောင်ထက်လူသိများတဲ့မရစ်ကျော်သူဟာလက်တလော ငလီကိစ္စတွေမှာလေသူ page ကနေအလွယ်တန်း post တွေတင်ပြီးကူညီပေးနေတာကိုတွေ့ရမှာပါ။ ပြီးခဲ့တဲ့ရပိုင်းတွင်းမှာတော့မရက်ကျော်သူဟာ သူ့ရဲ့ချစ်သူယူဇနာမင်းမင်းနိုင်ဆိုတဲ့ကောင်မလေးကို မွေးနေ့ဆုတောင်းလုပ်ခဲ့ပါတယ်။သူ့ page မှာမွေးနေ့မှာပျော်ရွှင်ပါစေမောင်ချစ်သူရေ။မောင်တို့တယောက်တွေ့တာနှောက်ကြလိုက်တာအချစ်ရဲ့တခါတလေအချစ်ကလေးပြောသလိုဟိုးအစောကြီးခရေကားသာတွေ့ခဲ့ရင်အိမ်တော်အစောကြီးကြပြီးတားရီသမီးတွေနဲ့ဖြစ်နေလောက်ပြီးပေါ့ဒါပေမဲ့ဖြေးရွက်တွေ့ဟာအချိန်မကျသေးလို့ဖြစ်ချိန်မတန်သေးလို့ဒါမှမဟုတ်မောင်တို့နှစ်ယောက်လုံးက နှစ်ယောက်တစ်ဘဝအတွက်အစဉ်အသစ်မဖြစ်သေးလို့အစောကြီးမတွေးခဲ့ရလို့ပဲမောင်ကယုံနေအချစ်ကလေးလဲအဲ့လိုပဲရုပ်တယ်မဟုတ်လားဟိုရုံကရန်ကုန်အရိကနေသူပဲအရိကနေတခါဘန်ကောက်ဟန်ဒီတယောက်တည်းကြက်ကြက်ခန်းရင်ဆိုင်ခဲရတဲ့နေ့တွေနောက်ဆုံးမှမမောင်ရင်ကွင်းထဲထိမာတရီတယောက်တည်းဆိုရဲတီစိတ်ထက်နှစ်ယောက်အတူဆိုရဲတီစိတ်ကလုံခြုံလိုက်တာအချစ်ရဲ့အဲ့ထက်ပိုပြောရရင် ကိုသိသိရသူနဲ့အတူရှိနေရဲဆိုတဲ့ခန်းစားချက်တွေဟာနှွေးထွေးလိုက်တာနှွေးထွေးလိုက်တာအချင်းရဲ့တခါမှနားမထောင်ဘူးတဲ့တချင်းတစ်ပုတ်ကောင်းကို ခုမှနားထောင်ရသလိုမျိုးဇက်ရှိန်အမြင့်ဆုံးအပိုက်ကိုအချင်းချင်းအထက်ထက်ကြောချင်သလိုမျိုးမောင်ကဟန်နီကိုချစ်တာမောင်ကဟန်နီကိုအဲ့လိုချစ်တာ happy birthday ပါမောင် မောင်ပူချနာလောင်လေးလို့ရေးထားခဲ့တာပါ မရကျော်သူရဲ့ချင်းရနဲ့တွင်ထုံမွန်းနေတဲ့မွေးနွေ့ဆုတောင်း post အောက်မှာသူချစ်သူကလည်းကျေးဇူးလာတင်သွားခဲ့ပါတယ်။တတန်းကျော်တဲ့ပရိသတ်တွေထဲကတချို့ကလည်းမရကျော်သူအတွက်ဝိုင်းစုတောင်းပေးခဲ့ကြသလိုမရကျော်သူကိုလည်းချစ်တက်လိုက်တာအားကြရဲဆုပြီးပြောနေခဲ့ကြတာပါ။ဒါပေမဲ့တချိန်တည်းလောက်မှာပဲမရက်ကျော်သူရဲ့ဟိုးအရင်ကဗီဒီယိုတစ်ခုလည်းတက်လာခဲ့ပါတယ် ။အဲ့ဒီဗီဒီယိုထဲမှာသူဟာစုမြတ်ထက်ဆိုတဲ့ကောင်မလေးနဲ့လေးနှစ်တွဲခဲ့ပြီးကောင်မလေးကိုမချစ်ခဲ့တဲ့အကြောင်းတွေကိုဖောက်သည်ချခဲ့တာပါ။ကောင်မလေးဘက်ကအရင် post တင်တာကြောင့်သူကအဲ့လိုပြန်ရှင်းပြရတာဖြစ်ကြောင်းလည်းပြောထားခဲ့ပါတယ်။အဲဗီဒီယိုကြောင့်မရက်ကျော်သူဟာထမ်းမဲ့ပြီးအစဲခက်ခဲရပြန်ပါတယ်။နမသာချင်း ကိုဂျင်းမစပဲမိန်ကလေးဖြစ်သူကိုလေးနှစ်ကျော်တွဲလို့ဆိုပြီးမိန်ကလေးအတော်များရဲ့ရှုံချမှုကိုခံခဲ့ရတာပေါ့သူဟာအရင်ရေးစားဖြစ်သူကိုတော့တန်မိုးမထားခဲ့ပေမဲ့အခုမိန်ကလေးကိုကြာ post တင်ပြီးကျူးပြနေခဲ့တာပေါ့သူဖန်ပရိသတ်တွေကတော့ချီချူကြပေမဲ့အတိတ်ကသူ့လောက်ရက်တွေကိုခင်မလွန်နိုင်ကြသေးပါဘူးတဲ့မရတသူဟာလေစားစရာမကောင်းကြောင်းရုံးမှအကြောင်းစရဲအမျိုးမျိုးသောမတ်ချက်တွေနဲ့ရှုံချရေးသားနေကြတယ် ဒါကတော့ခုလောလောဆယ်လိုင်းပေါ်မှာခေစားနေတဲ့အကြောင်းအရာပေါ့။နောက်ထပ်မရက်ကျော်သူရဲ့ ပွဲလိုပဲစိတ်ဝင်စားစရာကောင်းနေတဲ့ trend ဖြစ်နေတဲ့အကြောင်းအရာကတော့မိချိုခေါ်ရှိုင်းဝနာရဲ့ဖိုက်ကြီးနေပြီဆိုတဲ့သတင်းပေါ့မိချိုခေါ်ရှိုင်းဝနာဟာမွေးရပါရကြားလေးဖြစ်ပေမဲ့ဘလို့ပြောင်းလဲမှုတွေလုပ်လိုက်တလဲတော့မသိပါဘူးခုချိန်မှာသူ့ချစ်သူဂျာမနီကဘယ်ကြီးနေကိုမင်ရှိနေတယ်လို့သူကိုယ်တိုင် post တင်ထားပါတယ်ဒီကဘာမှာကျမတို့ లై မမီရဲ့ဤပညာတွေဘလောက်ထိတောင်များနေပြီလဲမသိပါဘူးမိချိုလိုယောက်ျားတစ်ယောက်ကသူ့ချစ်သူယောက်ျားကြီးနေကိုမင်ရှိတယ်ဆိုတာဖြစ်နိုင်ပါမလား ဒါပေမဲ့သူဟာယောက်ျားကနေမိန်းမအဖြစ်ပြောင်းလဲထားလို့လေပရိသတ်ကြီးတွေကိုကြီးညာထားပြီးသူ့ကိုယ်ဝန်ကသုံးလားတောင်ရှိနေပြီလို့သိရပါတယ်ပါရီဆောင်ရရှောင်ရမလဲလို့ပါသူပရိသတ်တွေကိုမိထားခဲ့ပါသေးတယ်။မိချိုခေါ်ရှိုင်းဝနာဟာဟာတာဗီဒီယိုတူရီနဲ့နာမည်ကြီးလာခဲ့သူဖြစ်ပြီးဟိုတလော်လေးကစောထားနီးရဲ့ရခိုင်တချင်းနဲ့အကောက်ကို ပြန်တူပါတဲ့ TikTok ဗီဒီယိုကြောင့် trend တစ်ခုအနေနဲ့လူတွေကြရေပန်းစားသွားအောင်လုပ်နိုင်ခဲ့သူပါ ဒီတစ်ခေါက်မှာတော့ကိုဝင်ရှိတဲ့ကိစ္စလေ Facebook ပေါ်ကလူတော်များကိုလန်သွားစေခဲ့ပြီးမဖြစ်နိုင်ကြောင်းမချက်ပေးကြသူတွေအများကြီးပါပဲ။မိချိုကတော့သူနဲ့သူချစ်သူရဲ့အင်္ဂါစလို့အခုချိန်ထိအချင်းမရော့သေးချောင်းကိုဝင်ရှိနေချောင်းပေါ့ post ထက်တင်ခဲ့ပါသေးတယ်။သူတို့ဘဝတွေကိုကလေးလေးရောက်လာတော့မမို့ပျော်နေပုံပါပဲ။ဒါပေမဲ့ဒီသတင်းဟာမိကုန်းတွေအများကြီးကိုပေါ်ပေါက်စေခဲ့ပါတယ်။ စောင့်တိနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရစေ။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။